ားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ဘာမှမပြောခင်အရင်ဆုံးကျွန်မစကားပြောတဲ့ခါမှာအဲ့လိုဒီနေ့ဟိုနာရှုပ်တဲ့အတန်လေးတွေပါရင်ခွင့်လွှတ်ပေးကြပါလို့ဆောင်းလေးကစဝင်လာပြီဆိုတော့ကျွန်မအေးအေးဒက်ခံနိုင်တယ်လို့မဟုတ်တဲ့ခါကြတော့လေနည်းနည်းအေးပြီဆိုတာနဲ့နာရီယိုချင်တယ်နှာခေါင်းတွေပိတ်ချင်တယ်အဲ့အတွက်ကြိုပြီးတော့တောင်းပါပါတယ်ကဲဒီနေ့ဘာပြောမလဲဆိုတော့ဆက်လိုက်ကြရအောင် အားလုံးမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ကျမတို့ဆောင်းတွင်းမှာကျမတို့မြင်းခွက်ရွက်တွေမသိအောင်ဘယ်လိုသိမ်းမလဲပေါ့နော်ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်မျက်ဝေးပေးတော့မှာပါကျမရဲ့ဒီအခုရှင်းပြမယ့်ဟာကကျမအကျမဟို စိုက်ပျိုးရင်းလေ့လာရင်းနဲ့ရှာဖွေတွေ့ရှိတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်။အခုမိနစ်တုန်းကဆိုရင်ပထမဆုံးအနေနဲ့ပြောအောင်လို့ဆိုရင်မိနစ်တုန်းကကျွန်မမျက်ခွာရုပ်ကိုတင်းနေအပူပေးတဲ့အခန်းထဲမှာရယ်အပူမပေးတဲ့အခန်းထဲမှာရယ်ဆိုပြီးတော့ကျွန်မနှမျိုးနှစ်နေရာတင်းခဲ့တယ်ပေါ့နော်။နနေရတဲ့နေ့ခါမှာတပိမဲ့ကျမအကုန်လုံးအိမ်ထဲမှာပဲတင်းတယ်။ကျမတို့အိမ်ထဲမှာကျမအပူအပင်တွေတူလောင်တဲ့အပူပေးထားတဲ့နေရာနဲ့ အပင်ထားတယ်အပူပေးစက်မဖွင့်တဲ့နေရာဆိုပြီးတော့နည်းနည်းရထားတယ်ဒါပေမဲ့ဒီအိမ်အပြင်တော့မထောင်းဘူးเนาะဒါ frozen ဖြစ်တော့သူတို့ရ frozen ရေခဲတာမျိုးထိစင်တော့သူတို့ရှင်တိုင်းနဲ့အဲဆွမ်းဆမ်းမရှိဘူးအဲ့ဒီတွေ့ကြမှာပါအဲ့လိုဆိုတော့ကျွန်မအိမ်နေရာနှစ်ခုခွဲထားလိုက်တဲ့ကမှာ အပူပေးစက်နဲ့တက်တီချာချာတိမ့်တဲ့နေရာမှာအပင်တွေအကုန်တေးပါတယ်တစ်ခုကကြတော့အိမ်ထဲမှာပဲပူပေးစက်မဖွင့်တဲ့နေရာမှာတင်ခဲ့တဲ့အပင်ကရှင်ပါတယ်အဲ့လို့ဆိုတော့ကျမဒီနေ့ဒီဟာစင်းတော့ ဘန်းကတင်းနေတဲ့အတွက်ကြောင့်မို့လို့အိုးနည်းနည်းစောင်းနေတဲ့တဲ့တဲ့ကိုပြောင်းပြီးတော့ကျွန်မစိုက်ပါမယ်။ကြောင်လေးလာနေ။ပြောင်းပြီးတော့ပြောင်းထားမယ်။ပြောင်းပြီးပြီဆိုလို့ရှိရင်သူတို့တွေကိုဒီနေ့ကတော့အပူပေးဆက်မဖွင့်တဲ့အခန်းထဲမှာတင်ထားပါမယ်။တခုပြောချက်တာကဒီစောင်းတွင်းမှာ green house အပူပေးဆက်မရှိတဲ့ green house ထဲမှာအပြည့်မှာထားလို့လုံးဝမရှင်နိုင်ပါဘူး UK ရာဒီဝူဒူနေရာနော်။ဆိုတော့ကျွန်မဒါလေးကိုပြောင်းဆိုင်လိုက်ပါဦးမရှင်။ ကတော့ကျမကဒီအိုးအရှိရဲ့ကိုပြောင်းဆိုင်ရမယ်နော်လလစေတော့ကျမကအိုးပဲပြောင်းပါအောင်နဲ့တယောက်ထူပါလကုန်ပြီဆိုတော့နဲ့အရွက်တည်းအကုန်လုံးကိုဖြတ်ပြီးစားလိုက်တော့မယ်ပေါ့နော်။ဘာလို့အရွက်ကိုဖြတ်ရလဲဆိုရင်အရွက်ကိုဖြတ်ခြင်းအဖြစ်အမြင့်မှာပို့ပြီးတော့အာတန်သွားတယ်။အာမြေတွေလိုအပ်တဲ့ဆိုရင်မြေလေးတွေထပ်ဖြစ်ပေးမယ်ပေါ့နော်တယောက်ထူပါလကုန်မှာပြီးရင်အိမ်ထဲမှာတိမ့်တဲ့ချိန်မှာလည်းရေကိုတစ်ပတ်ကိုတစ်ချိန်ပဲလောင်းပေးပါ ဘန်ဒီထဲကိုထည့်ပြီးတော့ဘန်လိုက်ကိုတွန်ချပြီးတော့ဆိုင်လိုက်တယ်ပြီးတော့မြေလေးနဲ့နဲ့ထပြင့်မယ်ပေါ့နော်ဒေတာလေးတွေအဲ့တော့သူတို့ဒီအေးဒန်လေးလည်းနည်းနည်းပပခန့်နိုင်ရောအောင်ပေါ့နော်ပထမကျောဘန်းကအရန်တေးတဲ့ခါကျတော့ဘန်းကအရန်တေးတဲ့ခါကျတော့ဒီအေးတဲ့ຢာတွေကြာလို့ဆိုရင်အေးအေးဒန်တိတ်မခန့်နိုင်မှာစိုးလို့လေ ကဲအိုးလေးပြန်ဝပြီးတော့ပါပြီဒါကတော့ကျမဆောင်းနေမှာပေါ့နော်ဒီပုံစံတိုင်းလေးကိုတိမ့်ဆဲပါမယ်အိမ်ထဲမှာအပူပိစက်မဖွင့်တဲ့နေရာမှာတိမ့်ပါမယ်ဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်ရှင်နောက်ပြီမှာထပ်ဆောင်ရမယ်တတ်တာ